Hello အားလုံးပဲမင်္ဂလာပါရှင်။အမေရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ ဒီနေ့တော့မိကမှုအဆက်ချက်လေးချက်စားမယ်ပေါ့နော်။ຫນွေလည်းပြင်းတော့ဒါသမီးကသိမစားခြင်းပေါ့နော်။ဒီຫມုံကတော့ဒါ6000ပိုးပါ။30သားကို3000ကျပါတယ်။ဒါ20သားပေါ့နော်။ကောက်ယူຫມူလေးတွေကိုမိကအသုံးပြုထားတယ်။ဒီကောက်ယူຫມူလေးတွေကိုမိကဒီမှာကတ်နေတဲ့အမိုက်ကောက်ယူလေးတွေပေါ့နော်။အဲ့ကောက်ယူလေးတွေကိုဒါခွာထုတ်ပေးမယ်။ခွာထုတ်ပေးပြီးတော့ဒါထပ်ပိုင်းပိုင်လိုက်တယ်ပေါ့နော်။ ဒီနေရာမှာမူကိုကောက်ရုံးမူမဟုတ်ပဲနဲ့ဒီတခြားမူလေးတွေအသုံးပြုလို့ရှိရင်လည်းဒါရတယ်ပေါ့နော်မိကတော့ကောက်ရုံးမူပူဆိုင်လို့ကောက်ရုံးမူကိုဒါအသုံးပြုပါတယ်ဈေးလေးပူပြီးတော့ကြီးပါတယ်နေရာဒီမှာဆိုတော့လေငားဟင်းနေလဲစားရတာစင်မပြေဘူးတားရီလဲစားရတာစင်မပြေဘူးဆိုတော့ဒါအသီးရွက်လေးချက်စားဖြစ်တာပေါ့နော်ကဲဒါကတော့တက်စင်ပီတာမူလေးပေါ့เนาะဒီတက်စင်ပီတာမူလေးတွေကိုမိကထပ်ပြီးရောရှင်နဲ့စေးပေးပါမယ် အခုတလောဗီဒီယိုလေးတွေတင်တာနည်းနည်းကျဲတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တဘာဝဘေးအန္တရာယ်လည်းကြာရောက်ထားတယ်ဆိုတော့ဒါမျိုးလည်းခဏလေးနားလာတာလည်းပါတယ်ပေါ့နော် ဒါမှုလေးတွေကိုရေးဆေးပြီးတန့်စင်ပြီးသွားပြီပေါ့နော်။မှုထဲမှာထည့်မဲ့ supplier တွေကကျတွန်ဖြူ၊ကျတွန်နီပါမယ်။ပြီးရင်မြူသီးစိမ့်ရဲ့မြူသီးနီရဲ့ပါမယ်။ပင်စိမ့်လေးပါပါမယ်။ကဲပြီးတော့ရင်တော့မြူသီးစိမ့်လေးတွေကိုဒါမြန်မာထောင်းမင်းနဲ့ဒါချိန်ပြီးလိုက်တယ်ပေါ့နော်။မြူသီးချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကျတွန်ဖြူရဲ့ကျတွန်နီလေးရဲ့ကိုဒါထပ်ပြီးတော့ချိန်ပြီးလိုက်ပါမယ်။ထောင်းမီးချက်တာတဲ့ချိန်ပြီးချက်တာဒါပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်။ အစာပလာလေးတွေကုန်ပြင်စီပြီးဆိုရင်တော့တေဦးပူပေးမယ်တေဦးပူသွားလို့ရှိရင်ဒါစီထည့်မယ်စီအီလေးစားချင်လို့စီလေးနည်းနည်းမြတ်မြတ်ထည့်ထားပါရယ်စီပူသွားလို့ရှိရင်တော့ဒါကျက်သွန်ဖြူရယ်ကျက်သွန်နီရယ်ဟိုဒါထည့်ပြီးတော့စီတက်ပေးပါမယ်ငရုတ်တီးထဲလိုက်ရင်ကြတော့လေဒါငရုတ်တီးတစ်ခါလေးထည့်ပြီးတော့စီတက်တဲ့ခါကျလို့ရှင်တအားမော်မှာဆိုလို့တက်တော်နီလေးနည်းနည်းနွမ်းမှာဒါငရုတ်တီးအစိမ့်လေးထည့်မယ်ပေါ့နော် ဒီဟင်ချက်တဲ့တေကိုမယူသည်ဒါအစိမ့်မုံတော့เนาะအယောင်တင်မုံမထည့်ဘူးဆိုတော့နနွေးမုံလေးအနေငယ်လေးထည့်လိုက်ပါတယ်အယောင်တင်မုံမထည့်တော့ဒီမှာမယူသည်စိမ့်ရောမယူသည်နီရောပါနေတဲ့အတွက်ကြောင့်မို့လို့မိကတော့ဒါအယောင်တင်မုံကိုမထည့်တော့ဘူးเนาะတကယ်လို့ကိုကစိမ့်နေတတ်တယ်ဆိုလို့ရှိရင်เนาะဒါထည့်ပါဒါကတော့မိမိစိတ်ချိုက်ပါเนาะကဲကျက်တော်ဖြူနီလေးနည်းနည်းလေးနွမ်းလာပြီဆိုလို့ရှိရင်เนาะဒါပြီးလို့စောစောနာကကြိတ်ထားတဲ့မယူသည်စိမ့်လေးကိုထည့်ပြီးတော့ဒါကြော်ပေးလိုက်ပါမယ် ကျော်ပေးနေရင်လည်းဒါငရုတ်ဒီစိမ့်လေးလည်းနွမ်းလာပြီးမြေတတော်ဖြူနီလေးလည်းနွမ်းလာပြီးဆိုလို့ရှိရင်တော့ဒါမျိုးတို့တန့်စင်ထားတယ်ဒါမိုးလေးတွေကိုထည့်ပေးလိုက်ပါမယ်မိုးကညံ့တဲ့ခါကျတော့ဒါအရင်ကြီးတော့အကြာကြီးချက်စရာမလိုဘူးပေါ့နော်အရင်ဆုံးဒါစီတက်ထားတဲ့ဟာလေးနဲ့မိုးလေးနဲ့ကိုအရင်လုံးပြီးလိုက်မယ်ပေါ့နော်လုံးပြီးပြီးသားလို့နင်းငယ်လေးကြာရယ်ဆိုလို့ရှိရင်ဒါမိုးနူးလောက်တဲ့အထိကိုမျိုးတို့ရေလေးအနေငယ်လေးဒါထည့်ပေးလိုက်မယ်ပေါ့နော် ပြီးရင်မှုလေးကိုတော့ဒါအရသာထည့်မယ်ပေါ့နော်အရသာအတွက်ကစက်သားမှုလေးအနေငယ်ထည့်တယ်ပြီးသွားရင်တော့ဒါအင်းချုံမှုလေးကိုအနေငယ်ထည့်ပါတယ်ပြီးသွားရင်တော့ငံပြားကြီးလေးအနေငယ်ထည့်တယ်ကဲဒါဆိုရင်တော့အရသာရှိသွားပြီပေါ့နော်ဟိုကလည်းအီးထုတ်ထုတ်လေးနဲ့ဆိုတော့လေဂီတာလေးကိုမီးတို့အဖုံးလေးပိတ်ပြီးတော့ဒေတာပြီးမှုလေးနူးတဲ့အထိကိုဒေတာပြီးလိုက်ပါမယ် ကဲမိုးလေးကရေချမ်းစီချမ်းလေးအနေထားလေးရောက်တယ်ဆိုလို့ရှိရင်ဒါမျိုးဒီအနေထားလေးမှာဆိုလို့ရှိရင်ဒါရပြီပေါ့နော်ပြီးရင်တော့အနက်လေးပုံမွေးသွားပြီပိုစားကောင်းအောင်လို့မေတို့ပင်စိမ်းလေးထည့်ပေးပါမယ်ပင်စိမ်းလေး online အရင်အနက်မွေးပြီးတော့အေးအေးထုတ်ထုတ်လေးနဲ့ဒါဆက်ဆက်ကလေးနဲ့စားလို့ကောင်းတယ်မိုးပင်စိမ်းချက်ကလေးကိုဒါမိုးဆက်ချက်ပေါ့နော်မိုးပင်စိမ်းဆက်ချက်ကလေးပေါ့အဲ့ဟာလေးကိုမေတို့ရပါပြီကဲနေပူပူမှာအသားအင်းနေမစားခြင်းဘူး တို့တိုင်းနန်းနန်းနဲ့ငားတွေမစားခြင်းမူချက်သားစီပြန်နေဝတ်သားစီပြန်နေမစားခြင်းမူဆိုလို့ရှိရင်မိုးလေးကိုဒီလိုမျိုးလေးချက်စားကြည့်ပါเนาะမိလည်းဒီနေ့မှပြန်ပြီးတော့ထမင်းစားဖြစ်တာပါကဲဒါဆိုလို့ရှိရင်ရတာရှိရမိုးရင်းလေးရပါပြီကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် Thank you for watching see you next video bye bye